င်္ဂလာပါရှင်ဆရာတော်ကြီးကပတ်စံတက်ဆက်ပြနေကြဖြစ်တဲ့နိဗညာရေဝန်စီစဉ်ကနေပြန်လည်ကြေဆွလိုက်ပါတယ်ခုပထမဆုံးတပုတ်အနေနဲ့ကမ္ဘာအကောင်ဆုံးတရုတ်စပိုင်ကင်မရာစရကြောင့်ကိုတင်ဆက်ပေးသွားပါမယ်တရုတ်နိုင်ငံကသိပ္ပံပညာရှင်တွေကကမ္ဘာအကောင်ဆုံးစပိုင်ကင်မရာတစ်မျိုးကိုတည်ဆောက်နိုင်ခဲ့ပါတယ်စံသက်တဲ့အပါချာလီဒါ SAL နိပညာကိုတုံးပြီးတော့တည်ဆောက်ထားတဲ့အဲ့ဒီကင်မရာဟာမိုင်60ကျော်မှရှိတဲ့လူတအိုးရဲ့မျက်နှာပြင်အသေးစိတ်ကိုရယူပေးနိုင်တယ်လို့သိရပါတယ် တရုတ်သိပ္ပံပညာရှင်တွေကအဲဒီ spy camera စနစ်ကိုသုံးပြီးတော့တရုတ်နိုင်ငံအနောက်မြောက်ပိုင်းချင်းဟိုင်ရေကန်ရဲ့တပတ်ကမ်းမှာရှိတဲ့မိုင်ပေါင်း63တသမ2မိုင်ကွာမှာရှိတဲ့အရာတွေကိုစမ်းသပ်ထောက်လှမ်းခဲ့ပါတယ်။စမ်းသပ်မှုရလဒ်တွေရဆိုရင် SIA camera စနစ်တွေကချင်းဟိုင်ရေကန်တပတ်ကမ်းကအရာတွေကို3.3တသမ3.9လက်မတီရှိတဲ့အသေးစိတ်တွေကိုတော့ထောက်လှမ်းပေးနိုင်တယ်လို့သိရပါတယ်။ SAR ကင်မရာစနစ်ဟာဂျိုရူတွေမှာတက်ဆင်သုံးပြုမယ်ဆိုရင်တော့ကမ္ဘာအားကောင်းဆုံး spy ကင်မရာစနစ်ဖြစ်လာမှာပါတရုတ်နိုင်ငံက2023ခုနှစ်ဒီဇင်ဘာလမှာလွတ်တင်ခဲ့တဲ့ Yongan 41အပြည့်ရှိဂျိုရူမှာတက်ဆင်ထားတဲ့ကင်မရာစနစ်တစ်မျိုးဟာ Indo Pacific Data တစ်ခွင်လုံးမှာရှိတယ်ကားတစီးအရွယ်စားရှိတဲ့အရာမှန်သမျှရွေးရှာမှုတွေကိုခြေရာခန့်ဆောင်ကြည့်နိုင်ပါတယ်ဆက်လာပြီးတော့ဒုတိယတပုတ်အနေနဲ့စနေကျိုးရဲ့ဂျိုယန်လာတဲ့128စင် ထပ်မံတွေ့ရှိတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။နေအဖွဲ့စည်းရဲ့ဂျိုရန်လာအများဆုံးဂျိုပွဲကိုရတာပြီးဖြစ်တဲ့စနေဂျိုရဲ့ဂျိုရန်လာတဲ့128စင်ကိုသိပ္ပံပညာရှင်တွေကထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။စနေကျူရဲ့ဂျိုယန်လာတဲ့128စင်ကိုတရုတ်တိုင်ပေသိပ္ပံပညာရှင်တွေဦးဆောင်တဲ့နိုင်ငံတကာသိပ္ပံပညာရှင်တွေကဟာဝိုင်ကျွန်းအခြေဆိုင် CFHD Radio Telescope ရဲ့အကူအညီနဲ့တွေ့ရှိခဲ့တာပါ ထပ်မံတွေ့ရှိခဲ့ရတဲ့ဂျူရန်လာတဲ့128စင်ကြောင့်အခုဆိုရင်စနေကျိုးပိုင်ဆိုင်သားတဲ့ဂျူရန်လာအရှိအတွက်စုစုပေါင်းက284စင်တိရှိလာပါပြီ။နှိုင်းရှင်ကြည့်ရင်တော့စနေကျိုးပိုင်ဆိုင်သားတဲ့ဂျူရန်လာအရှိအတွက်စုစုပေါင်းကနေအဖွဲ့သီးဝင်တစားကျိုးတွေအလုံးပိုင်ဆိုင်သားတဲ့ဂျူရန်လာအရှိအတွက်စုစုပေါင်းထက်နှစ်ဆပိုများပါတယ်။ အယွန်းဆတဲ့တီနီယာအနေထားရာထပ်တွေ့ရတဲ့စနေဂျုံချိုရန်လငယ်တွေကအယွန်းဆကြီးမားတဲ့ချိုရန်လတွေတစ်စင်းနဲ့တစ်စင်းဝင်တိုက်ပြီးတဲ့နောက်ပေါ်ထွက်လာတာလို့သိရပါဗျ။နေအဖွဲ့သည့်ရဲ့ချိုရန်လဒုတိယအများဆုံးချိုကတော့ဇာသာရေးချိုဖြစ်ပြီးချိုရန်လ65ဆင့်အထိရှိပါဗျ။ဆက်လက်ပြီးတော့နောက်ဆုံးတစ်ပုံအနေနဲ့ဘာနတ်ကျဲကိုဂျုံငယ်၄၀လက်ပတ်နေတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ ကဘာကျုံနဲ့ဒုတိယနေဆုံးကျဲဖြစ်တဲ့ဘာနက်ကျဲကိုဂျုံငယ်လေးစင်ကဘိုးပြုတ်လက်ပတ်နေတယ်လို့ဆိုပါတယ်ပါနက်ကျရဲ့ဂျိုလေးစင်းနဲ့အတွင်းဘက်ကြာသုံးဂျိုဟာကဘာဂျိုအရွယ်ဆိုင်ရဲ့26ရာခိုင်နှုန်းလောက်ရှိပြီးပါနက်ကျကိုမိုင်ပေါင်း1.2တန်းကွာကနေဗဟုပြုလက်ပတ်နေပါတယ်။ပါနက်ကျရဲ့ဂျုံငယ်လေးစင်းနဲ့အကြီးမားဆုံးဂျိုဟာကဘာဂျိုအရွယ်ဆိုင်ရဲ့33.5ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဘာနဲ့ကျဲရဲ့ဂျုံငယ်လေးစင်ကမိခင်ကျဲနဲ့နီးကပ်မှုကြောင့်အပူဓာတ်အလွန်ပြင်းထန်ပြီးတော့သက်ရှိရရှင်တန်ဖို့မဖြစ်နိုင်ပါဘူး။ဘာနဲ့ကျဲရဲ့ဂျုံငယ်လေးစင်ကိုအမေရိကန်သိပ္ပံပညာရှင်တွေကချီလီနိုင်ငံ VRT Radio Telescope ကူညီနဲ့တွေ့ရှိခဲ့တာပါ။ဘာနဲ့ကျဲဟာကမ္ဘာကျိုးနဲ့အလင်းနှစ်ချောင်းနေကောင်မှရှိတဲ့ကျဲတစ်စင်းပဲဖြစ်ပါတယ်။ဒီဘက်ရဲ့ဤပညာရောင်းဝယ်စီစဉ်ကိုတော့လောင်းနေပဲရန်လာပြသည်ရှင်။နောက်ထပ်ဘက်တွေမှာလည်းအခြားစိတ်ဝင်စားပွဲကောင်းတဲ့စာတွေကိုတက်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှကြည့်ကြဖို့ဖိတ်ခေါ်ရင်းနဲ့နောက်ဆက်လိုက်ပါရရှင်။ thank mm -hmm. you